အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ဆက်လျင်လို့အဆင့်မြင့်တိုက်ရိုက်ဆွေးနွေးပွဲတွေစနေနေ့မှာစတင်ပြုလုပ်သွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုနဲ့အင်ဂျီရောမှာဆွေးနွေးနေစဉ်ဒီအထိတ်တလန့်ကြီးညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ တီရန်နဲ့သဘောတူညီချက်ရလိမ့်မယ်လို့သူမျှော်လင့်ကြောင်းထရန့်ကတင်းနယ်လာနေမှာ Oval Office မှာပြောကြားလိုက်ပြီးဆွေးနွေးပွဲပြတ်သွားမယ်ဆိုရင်အီရန်သမ္မတနိုင်ငံအတွက်အလွန်အနည်းငယ်ကြီးလိမ့်မယ်လို့သူကသတိပေးလိုက်ပါတယ်။နိုင်အနေငယ်ကြမှာပဲတီရန်ကလည်းဆွေးနွေးမှုတွေအိုမန်မှာစနေနေ့ပြုလုပ်သွားမယ်လို့အတည်ပြုကြေညာပါတယ်။ဒါပေမဲ့ဒီဆွေးနွေးပွဲတွေဟာတွဲဝိုက်ဆွေးနွေးပွဲတွေသာဖြစ်တယ်လို့အခိုင်အမာထပ်ပြောပါရတယ်။တွဲဝိုက်အစစ်မြေဆွေးနွေးပွဲတွေအတွက်အီရန်နဲ့အမေရိကန်တို့စနေနေ့အိုမန်မှာတွေ့ဆုံကြမယ်လို့အီရန်နိုင်ငံခြားရေးဝန်ကြီးက social media X မှာ post တင်ပြောကြားထားပါတယ်။ဒါအခွင့်အရေးအများကြီးရတာဖြစ်ပြီးစမ်းသပ်မှုလည်းဖြစ်တယ်။ အမေရိကန်ကတုံ့ပြန်ရမယ့်အလှည့်ရောက်နေပါပြီလို့သူကဆက်ပြောပါတယ်။စစ်ဘေးဒဏ်ခံဂါဇာဒေသကတစားခံတွေလွတ်မြောက်လာရေးအတွက်နောက်ထပ်သဘောတူညီချက်ရဖို့အမေရိကန်နဲ့အစ္စရေးတို့ဒီအတော်အတွင်းမှာဆောင်ရွက်နေကြပါလို့နေတန်ယာဟုကပြောပါတယ်။အစ္စရေးနဲ့အီရန်ရဲ့မဟာမိတ်ဟာမတ်အဖွဲ့တို့အကြရာရှိခဲ့တဲ့အပြည့်အစာချုပ်ကဂါဇာမှာပြည့်ပြတ်သွားပါတယ်။ကျွန်တော်တို့အီရန်နဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့စနေနေ့မှာအလွန်အရေးကြီးတဲ့အစီအဝေးရှိမယ်။ကျွန်တော်တို့သူတို့နဲ့တိုက်ရိုက်ဆက်ဆံနေပါတယ်လို့အမေရိကန်အခွန်တွေကနေရှောင်ရှားဖို့အရေးလာရောက် ဆွေးနွေးနေတဲ့ Israel နဲ့ဆွေးနွေးပွဲအပြီး Trump ကသတင်းတောက်တွေကိုပြောလိုက်ပါတယ်။အစည်းအဝေးဘယ်မှာလုပ်မယ်ဆိုတာကိုတော့ Trump ကထည့်ပြောမသွားပါဘူး။ဒါပေမဲ့အစင်းအမြင်ဆုံးနေ့ပါအစည်းအဝေးဖြစ်မှာဖြစ်ပြီးကိုယ်စားလှယ်ကြားလူတွေပါမှာမဟုတ်ဘူးလို့အသေးချာပြောပါတယ်ရှင်။လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သူတွေရဲ့ထောက်ပံ့ရေးဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာတီဗီ YouTube Channel မှာမြန်မာဝတီချက်ကိုပြန်နိုင်ကြမယ်အခုပြီးထိတ်ခေါ်လိုက်ပါစေ